အားလုံးပဲမင်္ဂလာပါပိုင်တုံရဲ့ string ကို လေ့လာကြည့်မယ် string ကစာတာပိုင်တုံမှာစာတာဘယ်လိုထောက်လဲဒီမှာ print function နဲ့ထောက်ကြည့်မယ် print quotient quotient ထဲမှာ ကိုကြိုက်တဲ့စာ ရေးထည့်မယ်ကျွန်တော်ကဒီလိုစာ ရေးလိုက်မယ်ရလိုက်ပြီးတော့ save says run like me ဆိုရင် the bad console ပတ်ချာမှာ strain ဇာသားရလာပြီဒီဇာသားကိုဒီမှာ select and select and တကြောင်ဆင်းပေးတာဒီပတ်ချံကတကြောင်ဒီပတ်ချံကတကြောင်သူ select and ကတကြောင်ဆင်းပေးတာဒီမှာတကြောင်ရတယ်ကိုကကိုတီစီမာထဲချင်တယ်ဆိုရင်ကိုတီစီမာဒီလိုမျိုးထဲလို့မရဘူး ီလိုမျိုးထည့်လိုက်ပြီးတော့ run လိုက်မယ်ဆိုရင်အမှားပြတယ်ကိုတီစီမပါပေါ်ခြင်းနဲ့ဆိုရင် select ခံပေးရတယ် save လိုက်ပြီးတော့ run လိုက်မယ်ဆိုရင်မကိုတီစီမပါပေါ်တယ်ကိုက select ပေါ်ခြင်းနဲ့ဆိုရင် select နှချောင်းထဲမှာ select တစ်ချောင်းပေါ်တယ်ပြီးတော့ဒီ string ကို variable ထဲမှာတိုင်းပြီးတော့မှ print function နဲ့ထုတ်ခြင်းနဲ့ဆိုရင်ဒီ variable တစ်ခု လောက်လိုက်မယ် name variable တခုဖန်တီးလိုက်တယ်ဒီ variable ထဲမှာ string ဒီ string တန်ဖိုးကို သွားတိုက်မယ် string control h control v ဒါက delete နဲ့ပြက်လိုက်ပြက်လိုက်မယ်ဒီ string တန်ဖိုးကို variable မှာသွားတိုက်လိုက်ပြီးတော့ဒီ variable ကို print function မှာလာထုတ်မယ် name ဒီမှာပေရီဘယ်မှာတင်ထားတဲ့ဇာတာသူထွက်လာတယ်။ဒီပေရီဘယ်ကိုလည်းဇာတာနဲ့ထားဆက်လို့ရတယ်ဒီ print function ထဲမှာဇာတာနဲ့ဆက်မယ်ဆိုရင် plus ရေးပေးရတယ်။ဒီမှာနောက်ကိုရေးချင်တဲ့ဇာတ်ကိုရေးဖြည့်လိုက်မယ်။ဒီမှာသူထွက်လာပြီ train တံပိုးတင်ထားတဲ့ variable မှာသူနဲ့သက်ဆိုင်တဲ့ function ခေါ်တောင်းလို့ရတယ်ဒါဒါက train တံပိုးတင်ထားတဲ့ variable ပေါ့သူနဲ့သက်ဆိုင်တဲ့ function ခေါ်ကြည့်မယ်အဒါအဆက်ချမယ် lower lower ကစာလုံးအသေးပြောင်းတာ variable ထဲမှာတင်ထားတဲ့စာသားအကုန်လုံးအသေးပြောင်းတာဒီမှာအစာလုံးကအသေးအကုန်လုံးဖြစ်နေတော့သူဘာမှမထူးခြားဘူး အပအပကအကြီးပြောင်းပေးတာစာလုံးအကုန်လုံးအကြီးဖြစ်သွားတယ်ဒီမှာ eight upper စစ်လို့ရတယ် eight upper စာလုံးအကြီးလား very bad ထဲမှာတင်ထားတဲ့စာလုံးကစာလုံးအကြီးလားဗောနောစာလုံးအသေးတင်ထားတယ်ဆိုတော့အမှားပြတယ် fault အမှားပြတယ်ဒီမှာစာလုံးအကြီးပြောင်းပြီးမှဒီလိုလောက်လို့ရတယ် u p p e r upper စာလုံးအကြီးအရင်ပြောင်းလိုက်တယ်ပြီးမှစာလုံးအကြီးလာထပ်စစ်တယ်ဒါကအမှန်ပြတယ်နော် very bad ထဲမှာတိုင်ထားတဲ့စာလုံးကို internet ခေါ်ထုတ်လို့ရတယ် internet ခေါ်ထုတ်မယ်ဆိုရင်ဒီလိုမျိုးလေးတောက်ခွင်ရေးပြီးတော့0ရေးကြည့်လိုက်မယ် save run လိုက်မယ်ဆိုရင်ဒီမှာ m ထွက်လာတယ်ဒီ m က internet က i ga enter 1 di n ga enter 2 uh, di space bar ga enter 3 no enter 1 thau ji mai enter 1 ga i bo i မအိုင်းထွက်လာတယ်။ inter function တောင်းပြီးတော့တိစလုံးက inter number ဘယ်လောက်မရှိလဲစာလို့ရတယ်။ indh inter ဒီမှာကိုစာချင်တဲ့စာလုံးထားလိုက်တော့ကျွန်တော်က A စာမယ် A ကဒီစေဆုံး A သူယူသွားမယ်ပေါ့ in that ကဒါက in that 0 in that 1 in that 2 in that 3 in that 4 in that 5 A က in that 5ဒါဆို number 5ရမှာပေါ့မစိတဲ့စာလုံးတစ်ခုစာကြည့်မယ်ထားလိုက်တော့ set set စာကြည့်မယ်မစိတဲ့စာလုံးစာမယ်ဆိုရင်သူ error ပြတယ် ဟိုကစာကစုနဲ့စာချင်းနဲ့ရတယ် SONN SONN ကပဲ internet မှာစီနေလဲပေါ့ဒီမှာသူက internet ကဒီ S ရဲ့ internet ကိုသူပြပေးမယ် add က add ရဲ့ internet က9 replay ကစာလုံးအဟောင်းကိုစာလုံးအသစ်နဲ့အစာသွင်းပေးတာ REPN AC replay စာလုံးအဟောင်းဒီစာလုံးကိုကျွန်တော်အစာသွင်းမယ်ဒီစာလုံးနဲ့အစာသွင်းမလဲဆိုတော့ဒီစာလုံးနဲ့အစာသွင်းလိုက်မယ် run နှိုက်တယ်ဒီမှာစာလုံးပြောင်းသွားပြီဒါက working with stream เนาะ stream နဲ့ပတ်သက်တာကိုလေ့လာကြည့်တာ ဖြစ်ပါတယ် walking with number ပိုင်းတုံးရဲ့ number ကိုလေ့လာကြည့်မယ် number ထောက်ချင်နေဆိုရင် print so function ထဲမှာ number ရေးထည့်လိုက်ရုံပဲကိုဒီစမမလိုဘူးဒီ si, number ရေးထည့်လိုက်ပြီးတော့ save လိုက်မယ် check save လိုက်တယ် save လိုက်ပြီးတော့ run နဲ့ number 1ထွက်တယ်ဒီမှာ number 3ရေးမယ်ဆိုရင် save ပြီးတော့ run နဲ့ number 3ထွက်တယ်ဒီ number ကိုဒီ print function ထဲမှာအခြေခံတင်ချတွက်လို့ရတယ် thả lại đó tông a à bao tông a à bao ngã xe để ra nè xe ở phía nhà này bây giờ thả lại đó âm nhau âm nhau và thả lâu mấy control s run lại mấy số yên ngã sẽ tông nhà đấy ngã nè nè, à yên mà, này thật xe này tôi yếm nhau lại đấy bây mà tông này bị bao này cô gái tông này ngã này yếm bao trên này số yên ဒီမှာ queen ခလိုက်မယ်ရင်ပောင်းချင်တဲ့ဟာကို queen ခလိုက်မယ်ဆိုရင်သူ queen ထဲမှာစီးတဲ့ကနန်းကိုသူအရင်ဆင်းသွားမယ် six run စစ်ဆယ်ရတယ်နံပါတ်ကိုလည်း peri ဘက်မှာတိုင်ပြီးတော့ print function နဲ့ထုတ်လို့ရတယ်ဒီမှာနံပါတ်တစ်ခုကို variable မှာတိုင်းလိုက်မယ်။နံပါတ် variable တစ်လုံးဖန်တီးလိုက်တယ် ျွန်တော်ကနံပါတ်5ကိုတိုက်မယ်နံပါတ်5တိုက်ပြီးတော့ဒီ variable ကို print function နဲ့လာထုတ်မယ်5အဖြေရတဲ့ variable မှာတိုက်ထားတဲ့တန်ဖိုးသူအဖြေထုတ်ပေးတယ်ပြီးတော့ဒီမှာ variable မှာခြားတန်ဖိုးလဲတိုင်လို့ရတယ်ဓာတ်တမကိန်းတန်ဖိုးလဲ တိုင်လို့ရတယ်ကျွန်တော်ကထားလိုက်တော့ဒီလိုတသမာကိန်းတိုင်လာပြီးတော့ save မယ်တသမာကိန်းထွက်လာတယ် minus minus တန်ဖိုးလည်းတိုင်လို့ရတယ် minus တန်ဖိုးထွက်လာတယ်ဒီ minus တန်ဖိုးကို abf function နဲ့ဖြောက်လို့ရတယ်မ ABF function နဲ့ပြန်အုပ်လိုက်တဲ့ ABF function က minus တန်ဖိုးကို minus ပါတယ် minus ပါရေး minus မိုင်းနဲ့ဖြုတ်ပေးတယ်ဒီမှာအနှုတ်မပါရဘူးအနှုတ်ဖြုတ်ပေးဖြုတ်လိုက်ပြီနော်ဒီမှာ function တစ်ခုတောင်းကြည့်မယ် R O U N D round round ကဒီမှာ3.4 3.4ဆိုရင်3အဖြေရတဲ့3.5ဆိုရင်4အဖြေရတဲ့သူကနီးစားတဲ့ကဏ္ဍကိုယူပေးတယ်3.5ဆိုရင်4နဲ့နီးတယ်ဒါက3.4မလို့3အဖြေရတယ် 3ဒသမ5လေးအဖြေရတယ်ဒီမှာပြီးတော့ floor floor function နဲ့စီတယ် floor က2ကအောက်ကိုပဲကြည့်ပြီးတော့ယူပေးတယ် from from mat and eth mat i am p o r the import star from mat mat file ကနေအကောင်လုံးဒီမှာချိန်မယ်မှာ floor floor function ခေါ်ကြည့်မယ် mat file ကနေ floor function ခေါ်ကြည့်မယ်၃အဖြေရတဲ့သူအောက်ကိုကြည့်ပြီးတော့ယူပေးတယ်၃တသမာကိုလည်း၃၃အဖြေရတယ်၃တသမာ၁လည်း၃အဖြေရတယ်သူအောက်ကိုကြည့်ပြီးတော့ကနန်းကို ယူပေးတယ်ဆက်ကအပေါ်ကို ကြည့်ပြီးတော့ယူပေးတယ်၃တသမာ၁က၄အဖြေရတယ်ပြီးတော့ 3.9ကိုလည်း၄အဖြေရတယ်ဆဲကအပေါ်ကိုကြည့်ပြီးတော့ယူပေးတယ်ပေါင်း POW ပေါင်းပေါင်းကထားကိန်းစားတဲ့ function အပေါ်ထားကိန်းတင်ခြင်းတဲ့ကဏ္ဍကိုရေးမယ်အနောက်မှာပဲနှစ်ထားတင်ခြင်းနဲ့နှစ်ထားတင်ခြင်းနဲ့နော်3ကိုနှစ်ထားတင်မယ်ဟာဒီလောက်ရတယ်3နှစ်ထားဆို6 6ရတယ်နော်ပေါင်းကထားကိန်း စာရဲ function square function ကိုတုံးကြည့်မယ် s h u r the square square ပဲကနန်းကို square စာချင်းလဲကျွန်တော်က36စာကြည့်မယ် save ပြီးတော့ run လိုက်မယ်6အဖြေရတယ်36အဖြေရတယ်25ရော25ဆိုရင်5 5အဖြေရတယ် bản đồ mà number number rồi nè number function rồi cô lấy lại chỉ ra phía bên đấy bản đồ program ấy mà user cái này import thay ra cô lấy lại chỉ mà user cái này import tao mà số so yên import function tao nhớ đấy import lấy tài quyền gì đấy thì mà lấy tài quyền thay mà cô đi xem mà gì đấy cô đi xem mà thay mà cô chạy đến sao cô gì mà cho nó cho nó android one này nằm ở တောင်းမလို့ကျွန်တော် end your name ရေးထားတယ်ပြီးတော့ဒီတောင်းလို့ရတဲ့တံပိုးကိုတောင်းလို့ရတဲ့နာမည်ကိုကျွန်တော် berry bell တခုမှာတိုင်လိုက်မယ် berry bell နာမည်ကို name လို့ပေးလိုက်ပြီးတော့ဒီ berry bell နေရာမှာတိုင်တိုင်ထားလိုက်မယ် pre နဲ့ထုတ်ကြည့်လိုက်မယ် pre မှာကျွန်တော်စာနဲ့နဲ့ရေးလိုက်မယ်ကိုတီစီမာထဲမှာ my name is ပြီးတော့ about ဘယ်ရီဘဲနာမည်ကိုဒီအနောက်မှာရေးထည့်လိုက်မယ်ဆေးပြီးတော့ run လိုက်မယ်ဆိုရင်ဒီမှာအဲ to enter your name နာမည်တောင်းနဲ့ကျွန်တော်နာမည်ကျွန်တော်ရိုက်ထည့်လိုက်တယ်ပြီးတော့ enter နှိပ်လိုက်ရင်ဒီ print function ထဲက my name is စာနဲ့ကျွန်တော်ရိုက်ထည့်လိုက်တဲ့နာမည်နဲ့ဆက်ပေးပြီးတော့ပြပေးတယ် now import now တကြောင်ထပ်တောင်းလိုက်မယ်ဒီ pattern import now တခုထပ်လုပ်မယ် import import function ရေးတယ် code smart ထဲမှာ enter your age စာကိုကျွန်တော်ရေးထားပြီးတော့အသက်တောင်းမှာပေါ့ဒီဒီမှာတောင်းလို့ရတဲ့တန်ဖိုးကို age variable မှာတိုင်းထားလိုက်မယ် အဲ့ variable ကိုလည်းဒီ print function မှာတည်လို့ကျွန်တော်တောင်းလိုက်တယ် save ပြီးတော့ run လိုက်မယ်ဆိုရင် enter your name ကျွန်တော်နာမည်ရိုက်ထည့်တယ် enter နှိပ်တယ် enter your age နေရာမှာကျွန်တော်တက်တခုရိုက်ထည့်လိုက်မယ် အန်ဒါနိုင်တဲ့အဖြေထွက်လာတဲ့ပိုင်းတုံးပရိုဂရမ်မီနဲ့အခြေခံကတ်ကူလိုက်တာတခုဖန်တီးကြည့်မယ် import import ထဲမှာစာကိုကြတော့ end of the first number အာပထမကဏန်းကိုတောင်းနေရလာတဲ့ပထမကဏန်းကို number 1 variable မှာတိုက်နေ now import now the jaw enter the second number ဒုတိယနံပါတ်ကိုတောင်းနေရလာတဲ့ကနန်းကိုနံပါတ်2 variable မှာတိုင်းနေနံပါတ်1 variable နဲ့နံပါတ်2 variable ကိုကျွန်တော်ပေါင်းထားမယ် reset မှာထားတိုင်းနေ print fancy နဲ့ထောက်တယ် save ပြီးတော့ run လိုက်မယ် enter the first number တောင်းတယ်သူထည့်လိုက်တယ် enter နှိုက်တယ် enter the second number တောင်းတယ်သူထပ်ထည့်တယ် enter နှိုက်တယ်အဖြေ22ကျရတယ်အဖြေမမှန်သေးဘူးကျွန်တော်တို့ထည့်လိုက်တဲ့နံပါတ်ကကနမဖြစ်သေးဘူးစာသားပဲဖြစ်သွားတယ်စာသားနဲ့စာသားနဲ့ပေါင်းလိုက်တော့22 2ဖြစ်သွားတယ်စာသားကိုကနမ်းပြန်ပြောင်းရမယ် ဒီပရိဘက်စေးမှာ INDIN ဖန်စေနဲ့ထပ်အုပ်လိုက်မယ်ပြီးတော့စေးနိုင်မယ်အန်ဒါ the first number မှာနံပါတ်2ထည့်မယ်အန်ဒါ the second number မှာနံပါတ်2ထည့်တယ်အန်ဒါနှိုက်တယ်4ရတယ်ဒါပေမဲ့ဒီ အင်ဖန်စင်ကဂိမ်းပြေကိုပဲသူသူကိုင်လို့နိုင်တယ်တသမဂိမ်းဆိုရင်သူလောက်ပေးလို့မနိုင်ဘူးဒီမှာစေးနိုင်တယ်အာဒီမှာနောက်တစ်ခေါက်နောက်တစ်ခေါက်ပြန် run တယ် Ender the first number မှာ number 2.5ထဲတဲ့ Ender နိုင်တယ် Ender the second number မှာ number 2.4ထဲတဲ့ Ender နိုင်တယ်သူအမှားပြသွားတယ် အင်ဖန်စင်ကတတမကိန်းကိုသူမကိုင်းနိုင်ဘူးအင်းနေရာမှာ flow ပြောင်းရမယ်ကျွန်တော် flow ပြောင်းလိုက်ပြီ sage နိုင်တယ် ram ပြန်နိုင်တယ်ခုနတတမကိန်းကိုပြန်ရိုက်ထည့်ပြီးတော့ကြည့်ကြည့်မယ်အဖြစ်မှန်သွားပြီအာဒါကအခြေခံပိုင်တုံနဲ့ lâu đẹp khả năng